အမနယ်ဒီဘာမှကန်နေတာစနစ်စတိဆောက်တွေကန်နေတဲ့အတင်းနေရန်ကုန်ဆိုတော့လေ1 2အတင်းမှာပါတယ်ဘာလဲတိုင်းမှာပဲကျွန်တော်တို့ဟိုအတင်းကြီးဖြစ်တဲ့အတွက်ဒီနေ့ကမှမနေ့ကပေါ့ဒီနေ့တော့မဟုတ်မနေ့ကတော့သူတက်လာတဲ့အတင်းပေါ့အဲ့ဒီ panel 1ကိုတွားမှကျွန်တော်တို့ရဲ့အဓိကရင်မှတ်ချက်ပဲကျွန်တော် โอเคအတင်းကို ရောက်ရှိလောက်မှလေးရတော့အဲဒီဘက်ဒီတင်းလေးရလေကျွန်တော်ဟိုဟိုခေါ်တော့ဗောနော်ခေါ်ပြီးတော့ကျွန်တော်တို့စကားပြောတဲ့ချိန်မှာသူတို့အတင်းလေးရဲ့ယူချက်ကဟိုအရင်ကလည်းကြီးမားတယ်မြန်မာတော့ကလေးလေးတွေလူငယ်တွေကိုပြုစုပြုထောင်မယ်ဆိုတော့ကျွန်တော်ကအဲ့ဒါလေးလည်းစိတ်ဝင်စားတယ်ဒီတင်းရောက်ရှိလာပါသူတို့တင်းလေးကငကိုတည်းကတန်းနေပြီနဲ့ကစားနေတဲ့အတင်းလေးတန်းနေပြီနဲ့မှရွေးချယ်တာတော့တန်းနေရကစားသူတို့ရောက်စိတ်သုံးတယ်လို့ရှိတာပါ ဒီ30လောက်ရှိတဲ့အချိန်မှာဒီလိုတင်းလေးကိုဟိုသူတို့ရဲ့စိတ်အားထက်သန်မှုပေါ့လူကြီးတွေရဲ့စိတ်ထက်သန်မှုနဲ့ဒီတင်းကိုဆက်ပြီးတော့ဒုရဒန်ပေါ့အမန်နဲ့တူကိုဝင်ကျင်နေဆိုတော့စိတ်ကူးစိတ်သန်းနေနဲ့စိတ်အားထက်သန်မှုတော့ဖြစ်လာတဲ့အချိန်မှာကလေးတွေကိုကျွန်တော်စုစည်းပြီးတော့ပြန်ကြည့်ပြီးတော့ဒီတင်းရမယ်ကျွန်တော်ပြေးတာဒီတင်းပဲရသူတို့တနစ်သားလောက်သူတို့တန်းနေမိနေကစားရတဲ့အချိန်ဝင်ရှိတယ်အပြင်းလာစင်းတဲ့တယောက်နှစ်ယောက်ရှိတယ်အဲ့ဒီဘုံမူတည်ပြီးတော့ကလေးတွေကိုပြန်လဲပြီးတော့ တည်ကျင့်ပြီးပြီးတော့ကျွန်တော်ရွေးချယ်ခြင်းဖြစ်ပါတယ်။စီလုံးမှုနဲ့အဲယုံကြည်မှုတွေကတော့ training လုပ်ရင်းနဲ့တောင်းတောင်းနဲ့ကျွန်တော်လည်းဒီကလေးတွေမသိပါဘူး။ငယ်တယ်ငယ်လေးငယ်တန်းကြီးရယ်ဆိုတော့ကျွန်တော်နဲ့လည်းနည်းနည်းကျွန်တော်ကဒီဘက်ပါရောက်နေတဲ့အချိန်မှာတင်းကြီးတွေရောက်နေတဲ့အချိန်မှာကျွန်တော်တို့တူနေမသိကြဘူး။ဒါမှမဟုတ်တောင်းတောင်းသူတို့ရဲ့ခြေစားရှင်နာလေးတွေကရှိတယ်တန်းလန်းရှိတယ်။အဲ့အချိန်မှာကျွန်တော်တို့လည်းသူတို့တိကျမှလည်းတိမယ်တိလည်းတိမယ်ဒါပေမဲ့တောင်းတောင်းနဲ့ဘောလုံးစကလုံးနဲ့ပဲပြောပြီးတော့ဘောလုံးစကားနဲ့ပဲပြောပြီးတော့ ကျွန်တော်လည်းယုံကြည်လောင်းကျွန်တော်ပြောတဲ့စကားကိုလည်းသူတို့စိတ်ဝင်စားလောက်အောင်ကျွန်တော်နဲ့သူတို့ရဲ့ talent တွေလည်းပေါ်ညွှန်းပြီးတော့သူနဲ့ကျွန်တော်နဲ့ဟိုယင်းနည်းမျိုးစတိဆောက်တော့တိဆောက်ပြီးတော့မှတဖြည်းဖြည်းဆွဲခေါ်ပြီးတော့ဒီထက်ကောင်းတဲ့ level တခုရောက်အောင်ကျွန်တော်လေ့ကျင့်နေပါတယ်အခုမရောက်သေးပါဘူးလေ့ကျင့်နေတော့ပါဟုတ်ကဲ့ကျွန်တော်ကဒီကြားထဲမှာ UND 20ကျွန်တော် AFC တို့ AFL တို့ကျွန်တော်ပြိုင်ပြီးပြောလူငယ်အသင်းကိုကျွန်တော် ဟိုကင်ခဲ့ဘူးတယ်အဲ့လိုပဲညီလေးကပြောတဲ့ချိုင်းနေတဲ့တင်းကျက်လည်းကင်ပြီချိုင်းနေတဲ့တင်းကျက်ကလည်းလူငယ်ကိုကင်တယ်လူငယ်ကင်ချိန်မှာလူငယ်တွေရဲ့သဘောတဘာဝတင်းကြီးမှရှိတဲ့ player နေနဲ့အသင်းငယ်မှာရှိတဲ့ player လေးတွေရဲ့လူငယ်တွေမှာရှိတဲ့ player တွေရဲ့သဘောတဘာဝစိတ်နေစိတ်ဓာတ်သူတို့ရဲ့လူချင်းစိတ်သူတို့ကဘာလို့တမန်လောက်တာလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်ကသူတို့ရဲ့စိတ်နေစိတ်ဓာတ်ကိုနည်းနည်းကဲကမ်းမိရအဲ့ဒီချိန်မှာ လူငယ်ကြိုင်နာတဲ့အတွက်အခုသူတဲ့နေနဲ့လူငယ်လေးတွေပြန်ကြိုင်ရတဲ့အချိန်မှာကျွန်တော်တို့တော့နည်းနည်းလေးလွယ်လာသလိုသူတို့ဘာလို့ပေးနိုင်ရင်ဘာအဆင်ပြေမလဲဆိုတဲ့ပုံစံမျိုးပေါ့ဘာပေးစားလိုက်ရင်သူတို့ဘာလိုချင်လဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကမြင်တဲ့အချိန်မှာနည်းနည်းလေးတော့သူတို့ရဲ့စိတ်နှစ်စိတ်ဓာတ်လှုပ်ရှားမှုကတက်ကြွစေပြီးတော့အသိဉာဏ်တော့ effect ဖြစ်စေပါတယ်ဟုတ်ကဲ့ဟုတ်ကြုံပဲကျွန်တော်တို့အတင်းအုပ်စုဖွဲ့မှုနေသားရကျွန်တော်တို့အလွန်ခက်ခဲပါတယ်ရန်ကုန်အေရဝတီ မဟာကချင်သူတို့အားလုံးကတကယ်ကိုစီနီယာအတင်းကြီးပါကျွန်တော်ကဟိုငယ်တဲ့တင်းပေါ့စီနီယာတင်းတွေကိုကျွန်တော်တို့ဘယ်လိုကစားမလဲပေါ့နော်အဲ့ဒီပုံမှာသူတို့စီမှာတော့ကျွန်တော်တို့အများကြီးမြန်မာလို့မရပါဘူးတမတ်ပဲမျောလင့်လာတယ် AR တွေလည်းကျွန်တော်ဒီလိုပဲကိုတဲ့တင်းကြီးတယ်ကိုတဲ့တွေ့ကြုံရှိအမနယ်ဒီကွာမှာကန်နေတာစနစ်စတိဆောက်တွေကကန်နေတဲ့အတင်းနေရန်ကုန်ဆိုတော့လဲ1 2အတင်းမှာပါတယ် AR တွေဆိုတော့လဲ 5 6တဲမှာပါနေတဲ့အတင်းတွေတတန်းရလည်းသူတို့ကအနည်းဆုံး7နှစ်7နှစ်နဲ့စဖွဲ့တွေကဖွဲ့ထားတဲ့အတင်းတွေဖြစ်တဲ့အတွက်သူတို့မှာမာကန်ဘောလုံးကကြောရွေးရှိတယ်။အဲ့ဒီဘက်မှာကျွန်တော်အများကြီးမလို့ချင်မမနာဘူးကျွန်တော်တို့လူချင်းနဲ့1 point ပဲကျွန်တော်တို့ဒီတဲ့ပြီးတော့1 point ပဲဦးစားပေးခဲ့ကြပြီးတော့ပြည်တယ်။မဟာလက်တိုင်းမှာပဲကျွန်တော်တို့ဟိုအတင်းကြီးဖြစ်တဲ့အတွက်ဒီနေ့ကမှာမနေ့ကပေါ့ဒီနေ့တော့မဟုတ်မနေ့ကတော့သူတက်လာတဲ့အတင်းပေါ့အဲ့ဒီဘက်မှာသူတို့ရဲ့ဥစ္စာကိုကျွန်တော်တို့ကစားနေဖို့ကိုကျွန်တော် နိုင်ရောက်တဲ့ကြံဆောင်ပြီးတော့ကျွန်တော်တို့ကစားမှာပါဒီဟာဒီအတွက်အတင်းအမြန်မှန်ချက်ကကျွန်တော်အမန်တူဝင်ပြန်ခွင့်ရပြီဆိုတော့အမန်တူကတော့အမတန်အမန်လ1ကိုသွားမှကျွန်တော်တို့ရဲ့အဓိကရည်မှန်ချက်ပဲကျွန်တော်တို့ရဲ့ဟိုဥက္ကဋ္ဌတွေနဲ့ကျွန်တော်တို့ရဲ့ဒီဘုံသမားတွေရဲ့ကျွန်တော်နေပြဖွဲ့တွေပေါ့နော်သုံးသုံးပလဲရရန်ကိုနောက်တစ်ခုပြည်သက်တွေပေါ့ကျွန်တော်တို့တွန်းအားပေးနေတယ်ဘာလို့လဲဆိုတော့ဒီ1ကို တော်ဖို့တော်ပေးနေတယ်အဲ့ဒါကျွန်တော်တို့ရဲ့ရည်မှန်းချက်ကဒီဘောင်းကိုတော်ဖို့ပါပဲအကျွန်တော်တို့ဒီအသင်းလေးကစတဲ့အချိန်မှာတော့ဟိုဒီလိုလေးပေါ့ပို့ပေါ်ပါလေးဟိုပေါ့အခုနေလေးကျွန်တော်တို့ရဲ့ဒီအမှတ်လေးတွေပေါ်မှာမူတည်ပြီးတော့သူတို့လည်းပီတီဖြစ်ကြရတယ်ကျွန်တော်တို့လည်းပီတီဖြစ်ကြရတယ်ကျွန်တော်တို့ရဲ့ပိုင်ရှင်တွေရောကျွန်တော်တို့မိသားစုတွေရော background တွေပတ်ဝန်းကျင်ရောအလုံးအလုံးလှုပ်ရှားရှားဖြစ်လာပြီးတော့အတိမတ်နည်းနည်းလေးပြုတ်လာတော့เนาะအတိမတ်ပြုတ်လာတဲ့ပုံမှာကျွန်တော်တို့လည်းအားလေးရှိလာပါတယ်အဓိကတော့ပြိသက်ပေါ့ပြိသက်ကလည်း တိမပြုတဲ့အတွက်ကျွန်တော်တို့ဒီဥစ္စာဒီလုပ်ကိုဆက်လုပ်ရတာအားရှိပါတယ်ပလေယာတွေကငဲတယ်လေငဲကလေးတွေကငဲတဲ့အတွက်သူတို့မှလည်းအမှန်တန်အားရှိတဲ့ခွန်အားကိုရစေတယ်တော်တော်လေးကိုရစေတဲ့ခွန်အားရတဲ့အတွက်ကျွန်တော်လည်းထိန်ရကြောင်းရတာထိန်လို့ရတာအဆင်ပြေပါတယ်ဒါကြောင့်မို့ပရိသတ်တွေကကျွန်တော်တို့ဟိုစိတ်ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လို reserve ထုတ်တတ်ပါကျွန်တော်ငဲပါသေးတယ်ဒီပေါ်မှာဟိုဆက်လက်ပြီးအားပေးပါကျွန်တော်တို့တခုခုတော့လုပ်ပြမယ်လို့ကြီးတဲ့မကဟိုကောင်းတဲ့ ပုံစံမျိုးနဲ့ကျွန်တော်ကစားပေးမယ်ကောင်းတဲ့ရလဒ်မျိုးရရှိအောင်စမ်းဆောင်မယ်လို့ပြောကြရတဲ့ကျွန်တော်ပြည်သက်တွေကိုနှုတ်ဆက်ချင်ပါတယ်